စကိုင်းဒီလီကြည့်ရှုသူမိဘပြည်သူများမင်္ဂလာပါရှင်ဒီကနေ့တင်ဆက်ပေးသွားမယ့်သတင်းအကြောင်းအရာကတော့အပြည်ပြည်ဆိုင်ရာမူဝေဆေးဝါးအလွဲသုံးမှုနဲ့တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထင်အမှတ်အဖြစ်မူဝေဆေးဝါးစုကြိုအန်ဒီအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့တဲ့သတင်းကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်မြန်မာနိုင်ငံမူဝေဆေးဝါးစံကျင်ရေးအသင်းဗဟိုရဲ့ဥဆောင်လမ်းညွှန်မှုနဲ့အတူပြည်ချိုင်းနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာနသင်ငန်းချုံမြို့နယ်နဲ့ အမတ်တည့်အခြေခံပညာထက်တန်းကြောင့်တင်ငန်းကျုံမြို့နယ်တို့ပူပေါင်းပြီးအပြည်ပြည်ဆိုင်ရာငွေစည်းဝါအလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနှင့်အထိမ်းအမှတ်အဖြစ်ငွေစည်းဝါစိုးကျိုးအန်ဒီအသိပညာပေးဟောပြောပွဲကိုဒီကနေ့နနက်9:00နာရီခွဲကတင်ငန်းကျုံမြို့နယ်အမတ်တည့်အခြေခံပညာထက်တန်းကြောင့်တပြေခမ်းမမှာကျင်းပပြုလုပ်ခဲ့ပါတယ်။မူရည်စည်းဝါးကိုသုံးဆွဲခြင်းဖြင့်အုံနောက်နှင့်ဘ ഹു အာယုံကြောကိုထုံတိုင်းမူရည်စီပြီးစိတ်ခံစားမှုအာယုံများကို လွဲမှားဖြစ်ပေါ်စေတတ်ပါတယ်။ခန္ဓာကိုယ်ကိုတနည်းနည်းဖြင့်အန္တရာယ်ဖြစ်စေပြီးနောက်ထပ်မတုံးဆွဲရလျင်မနေနိုင်အောင်စိတ်ရောကိုယ်ပါဆွဲလန်းမှုကို ဖြစ်စေပါတယ်။မိုးရင်စေဝါတုံးဆွဲရခြင်းရဲ့အကြောင်းရင်းမှာတော့ကိုယ်တိုင်စူးစမ်းလို၍တုံးဆွဲခြင်းခံစားမှုအသစ်ကိုလိုခြင်း၏စံသက်လိုခြင်းအပေါင်းအသင်းဆွဲဆောင်မှုကြောင့်တုံးဆွဲခြင်းအပန်းဖြေပျော်ရွှင်လိုသဖြင့်တုံးဆွဲခြင်း ဘဝအခက်အခဲများကိုတက္ကနတာဖြည့်ဖြောက်လို၍တုံဆွဲခြင်းနေထိုင်တဲ့ပတ်ဝန်းကျင်ပေါ်မှာမူတည်၍တုံဆွဲခြင်းမူရဲ့စေဝါအန္တရာယ်အကြောင်းအသိပညာဗဟုသုတနေပါခြင်းကြောင့်တုံဆွဲခြင်းလို့ပင်ဖြစ်ပါတယ်မူရဲ့စေဝါတုံဆွဲပြီးတဲ့နောက်ရရှိနိုင်တဲ့ဆိုဂျိုတွေကတော့မတုံဆွဲရပါကတုံဆွဲလို့တဲ့ဆန္ဒပြင်းထန်ခြင်းစိတ်တိုးခြင်းစိတ်ဓာတ်ကြခြင်းရံပြုလို့စိတ်ဖြစ်ပေါ်ခြင်း သုံးဆွဲပြီးတဲ့နောက်မှတ်ဉဏ်ချိုးယွင်းခြင်းစိတ်ကြယောဂါဖြစ်ခြင်းမိသားစုနဲ့လုပ်ငန်းများအပေါ်စိတ်ဝင်စားမှုနည်းလာခြင်းအာယုံစူးစိုက်မှုလျော့ပါလာခြင်းပြင်းထန်စွာစိုးရိမ်ကြောက်ကြမှုဖြစ်ခြင်းမိမိကိုယ်ကိုတေချောင်းကြံစည်ခြင်းနဲ့ဥဆက်ယောဂါများဖြစ်တဲ့အသည်းအောင်အတဝါဘီပိုးစီပိုးနဲ့ HIV ယောဂါကူးစက်ခံရခြင်းဆေးလွန်သဖြင့်တတိလိမေမျောခြင်းအသက်ဆုံးရှုံးရခြင်း ရာဇဝတ်မှုများကျူးလွန်တက်ခြင်းဖြင့်ဥပဒေအရအရေးယူခံရမှုတွေဖြစ်ပေါ်လာစေပါတယ်။ဒါကြောင့်ចောင်းသားလူငယ်များအနေနဲ့မှုရင်စေဝါရဲ့စိုးကျိုးအနေအများကိုသိရှိပြီးမတုံ့ဆွဲစေဘူးနဲ့မှုရင်စေဝါရဲ့တားကောင်များမဖြစ်စေဘူးနဲ့မှုရင်စေဝါကိုဝေးဝေးရှောင်ကျဉ်နိုင်စေဖို့စရာတွေကိုရည်ရွယ်ပြီးအခုလိုဟောပြောပွဲတွေကိုကျင်းပပြုလုပ်ရတာဖြစ်တယ်လို့သိရပါတယ်။ ားမှာအခုလိုဒီပွဲမျိုးလေးလာလောက်ပြည့်တဲ့အတွက်အခုလည်းကျေးဇူးလည်းအရင်တင်ပါတယ်။ဘာဖြစ်လို့ကလေးတွေကအခုချိန်ရလေးမွေးရဆွေးပွားတွေတော်တော်များသုံးနေကြတယ်ပေါ့နော်။အဲ့တော့တို့တွေရဲ့အသည့်ပညာဗဟုသုတလေးလည်းအများကြီးလည်းရပါတယ်။အဲအရာဖြစ်တဲ့အဲ့လိုမျိုးလေးလာဟောပြတဲ့ကိုအထုကိုကျေးဇူးတင်ပါတယ်လို့နော်။ဆေးဝါးနဲ့ပတ်သက်လို့ကတော့အကုန်တားတာပေါ့နော်။ဟိုအေးကအစပေါ့နော်။သူတို့တောက်တဲ့အေးလေးကအစလိုက်စစ်နေရခလေးတွေကတော့အေးရလဲပါနိုင်နေလေ။ဟိုဆက်လိုက်တွေလည်းတောက်ကြတာဖြစ်တဲ့အတွက်အဲ့အရာတွေကတော့အတန်းပိုင်းနေနဲ့အကုန်လုံးအကုန်လုံးပေါ့နော်။ညှိမိဘဆရာသေးနေနဲ့ညှိပြီးတော့ ော်တော်လေးတော့ကြက်ကြက်မတ်မတ်တော့လုတ်ပါတယ်အကောင်းပါတယ်အခုလိုလေးလုတ်ပြီးတော့ပိုကောင်းတာပေါ့ခလေးတွေပိုပြီးတော့အသိပညာလေးတွေတိုးသွားတာပေါ့နော်ဘာပဲပြောပြောဒီတိုင်းပြောနေတာရဲ့စာရင်ဒီလိုမျိုးတွေတရားရောက်ကရှင်းလင်းပြတာဆိုတဲ့အတွက်တော့ပိုပြီးတော့အကျိုးရှိပါတယ်ကျောင်းသားကျောင်းသူတွေကိုလည်းအဲ့လိုအမြဲတမ်းပေါ့ဘုရင်စေဝါရဲ့စိုးကျိုးပေါ့ဘုရင်စေဝါသုံးရင်ဘလိုတွေဖြစ်တယ်ဘဘွားတွေဖြစ်တယ်ပေါ့နော်အဲ့လိုလေးမဖြစ်အောင်အမြဲတမ်းတော့လေဟိုပြောနေတာနေတိုင်းနေမလောက်ပေါ့နော်အမြဲတမ်းဆုံးမစကားပြောနေပါတယ်မသုံးဖို့ပေါ့နော် တော့ရင်းနဲ့မကောင်းတဲ့အကျိုးတွေအားလုံးလည်းပြောပြပါတယ်တို့လည်းမတော့အောင်လည်းအမြဲတမ်းလည်းပြောနေပါတယ်ဆုံးမနေပါတယ်တမ်းမိုင်ဆံမတွေကလည်းပြောပါတယ်အားလုံးလည်းပြောကြပါတယ်လို့ရှိတာပေါ့ရှိတာပေါ့မိသားရအဓိကတော့မိဘအဓိကပဲလေဟိုအစားတွေကပြောထားပါတယ်ဟိုသူရဲ့လက်ဦးစရာပေါ့လက်ဦးစရာမြှထိုက်စွာတွေပုတ်ပါစီရဆိုတော့ပေါ့မိနဲ့ဖားတော့အဓိကရေးကြည့်တာပေါ့တချို့မိဘတွေကလည်းပြောရင်လက်ခံပါတယ်တချို့မိဘတွေကြတော့လည်းဘယ်လိုခေါ်မလဲခက်လွန်နေကြတယ်ပေါ့နော်ဒါဒါလေးကိုအပြစ်တော့မမြင်ကြဘူး အချို့မိဘတော်တော်များများကတော့လက်ခံကြပါတယ်မိဘတွေလည်းဆွေးနွေးပါတယ်မိဘတွေကလည်းဒါတွေမကောင်းဘူးဆိုလို့ခေါ်တဲ့အခါကျတော့သူတို့လည်းတင်ပြပါတယ်သူတို့လည်းဝိုင်းထိမ့်မယ်လို့လည်းပြောပါတယ်နော်အလိုမလိုတော့ရှိပါတယ်။အော်မိဘတွေလည်းကိုသားသမီးတွေကိုပြောစကားအတိုင်းလည်းမယုံကြည်ပါနဲ့။နော်ဆရာတွေနဲ့အတူတူပူပေါင်းပြီးတော့လက်တွဲပြီးတော့ဘာပြဿနာဖြစ်ဖြစ်တူတူတကွဖြေရှင်းမယ်ဆိုရင်ကလေးတွေရဲ့အနာဂတ်ကြီးကပိုးပြီးတော့တောက်ပြန်ပြီးတော့ပိုးပြီးကောင်းလွန်မယ်လို့လည်းယုံကြည်ပါတယ်လို့နော် ဒီကနေ့ကျင်းပပြုလုပ်ခဲ့တဲ့မူရင်စေဝါစိုးကျိုးအန်ရဲ့အသိပညာပေးဟောပြောပွဲမှာမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးလာမျိုးကကြိုးစိုးနှုတ်ခွန်းဆက်စကားပြောကြားခဲ့ပြီးမြန်မာနိုင်ငံမူရင်းစေဝါစံကျင်ရေးအတင်းဘဟုဥက္ကဋ္ဌခနကျော်ထင်းဦးစိုးဝင်းရဲချုပ်ငင်းကအပြည်ပြည်ဆိုင်ရာမူရင်းစေဝါအလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှုတိုက်ဖြတ်ရေးနှင့်ဖြစ်ပေါ်လာပုံတမိုင်းကြောင့် မြန်မာနိုင်ငံသို့မှုရေစေဝအမျိုးမျိုးစတင်ရောက်ရှိလာပုံတွေကိုရှင်းလင်းပြောကြားခဲ့ပါတယ်။အဲဒီနောက်မှာတော့တင်ငန်းကျုံခရိုင်ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာနလက်ထောက်ညွှန်ကြားရေးမှူးဒေါ်စစာထွန်းကလူငယ်နှင့်မှုရေစေအကြောင်းကိုဟောပြောခဲ့ပြီးမှုရေစေဝါဒါစီနေနေရေးရဲတပ်ဖွဲ့မှ ဒုတိယရဲမှူးမင်းမင်းထက်ကဥယျာဉ်စေဝါရဲ့ဥပဒေနည်းဥပဒေအကြောင်းအရာများကို ရှင်းလင်းအသိပညာပေးဟောပြောခဲ့ပါတယ်။ကျွန်တော်အထက်ကတည်းကောင်းစီကြောင်းသားတွေဝိဇေဝါနဲ့ပတ်သက်ပြီးတော့အသိပညာပေးဆွေးနွေးပေးကြခဲ့ရပါတယ်။ဖေးချင်းနဲ့ပတ်သက်ပြီးဒါကိုဆွေးနွေးရတာကျွန်တော်အနေနဲ့လက်ဆွာပို့ပြီးပါတယ်။ ကျွန်တော်အနေနဲ့ဒီနေ့ဆိုရင်လက်ရှိလူငယ်လူရွယ်တွေဈာထဲမှာပြန့်နှံ့နေတဲ့ Adidas Zero တို့ Happy Water တို့ Ketamine တို့စတာတွေနဲ့ပတ်သက်ပြီးတော့အသိပညာပေးဟောပြောသွားမှာဖြစ်ပါတယ်။အဲလူငယ်လူရွယ်တွေအနေနဲ့သုံးဆွဲတဲ့ပမာဏကတော့အနည်းငယ်တော့ရှိပါတယ်။ထို့တော်လည်းပဲကျွန်တော်တို့ဒီဟာကိုလူငယ်လူရွယ်တွေလက်မမရောက်ဖို့အတွက်ကြောက်ကြဝတ်တာဝန်ကျွန်တော်တို့တာဝန်ရှိတဲ့လူတွေ အားလုံးပါဒါလူလိုက်မှာတောင်းရှိပါတယ်။ကျောင်းသားကျောင်းသူတွေပေးခြင်းတဲ့ message ကတော့ဒီဘုရားစေဝါကဒါလူငယ်အများကိုတသီးတလေကိုတိုင်းပြည်လဲဒါအများကြီးအမြဲတမ်းနစ်နာပါတယ်ဒီအတွက်ကိုဒါလက်မအောင်မရဖို့အတွက်မြို့စောအောင်မသုံးဆဲဖို့အတွက်ပြန်ပြပြောကြလို့ပါတယ် ဆက်လက်ပြီးမြန်မာနိုင်ငံမူဝင်စေဝါစံကျင်ရေးအသင်းဘဝအလို့အမှုဆောင်ဒေါ်အေးအောင်ကယနေ့လူငယ်နောင်ဝဲလူကြီးအမျော်အမြင်ကြီးမှာဘဝလှပခေါင်းစဉ်ဖြင့်ဟောပြောခဲ့ပြီးကျောင်းဆရာမကြီးဒေါ်ဆန်းဆန်းမြင့်ကကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ပါတယ်အဲ့နောက်မှာတော့မြန်မာနိုင်ငံမူရစေဝါစံကျင်ရေးအသင်းဘဟုဥက္ကဋ္ဌဝနကျော်ထင်းဦးစိုးဝင်းရဲချုပ်ငင်းက ပြန်ကြိုင်းနေပြည်သူဆက်ဆံရေးဦးစီးဌာနကိုတာရတ္တာစာအုပ်ရေး90ကိုလူဒန်းခဲ့ပြီးအခမ်းအနားတွင်သင်ငန်းကျုံးမျိုးနဲ့ပြန်ကြိုင်းနေပြည်သူဆက်ဆံရေးဦးစီးဌာနမှာ အပြည်ပြည်ဆိုင်ရာမှုရစေဝါအလွဲသုံးမှုနဲ့တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေအထင်အမှန်အသိပညာပေးတပ်ပုံနေရန်ကစားဆောင်နေစာအုပ်ပြပွဲများခင်းကျင်းပြသထားရာအဝင်ရှိသူများနဲ့ចောင်းသားចောင်းသူများကြိရှုလည်လာခဲ့တယ်လို့သိရပါတယ် ီကနေ့တင်ငန်းကျောင်းအထက်ကတက်ကျောင်းမှာကျမတို့တွေမြန်မာနိုင်ငံမွေးစေဝါဆက်ကျင်းတဲ့ဥက္ကဋ္ဌကြီးကမွေးစေဝါအကြောင်းကြီးမွေးစေဝါမြန်မာနိုင်ငံကိုဘယ်လိုရောက်ရှိလာတယ်လဲဒါတွေအကြောင်းကိုဆွေးနွေးခဲ့ပါတယ်။ပြန်ကြားရရတော့မွေးစေဝါတွေရဲ့အာဏိသင်တွေမွေးစေဝါကြောင့်ဘယ်လိုတွေဟိုအော်အတိုးတက်ရောက်မှုတွေရှိတယ်မကောင်းကျိုးတွေကိုဆွေးနွေးခဲ့ပါတယ်။လူရဲမွေးမင်းထက်ကတော့မွေးစေဝါရဲ့ ် NDA ဒီအကြောင်းနဲ့မွေးစေဝါတွေကိုတုံးဆွဲလို့ရှိရင်ဘယ်လိုပြစ်ဒဏ်တွေခံရရလဲဆိုတဲ့အကြောင်းဆွေးနွေးခဲ့ပါတယ်ကျမကတော့ဒီနေရာမှာလူငယ်တွေကိုမူရစေဝါတကယ်ဆောက်ချနိုင်မှုတွေသူတို့ရဲ့ကိုယ်ပိုင်ရည်ချင်းနေနဲ့သူတို့တွေမှာဘလို့တာဝန်တွေရှိတယ်ဆိုတဲ့အကြောင်းကိုကျမဆွေးနွေးခဲ့ပါတယ်။အဲအခုတက်လျောက်လာတဲ့အကြောင်းသားအကြောင်းသူတွေအနေနဲ့ဒီအကြောင်းအရာတွေကိုအကုန်လုံးပြီးပါဆက်မိလိမ့်မယ်လို့ ပြစားပါတယ်ရှင်။ကျမတို့အနေနဲ့ကကြတော့ဒီနေရာမှာဒီနေရာမှာရှင်းပြရမယ်ဆိုလို့ရှိရင်တော့ចောင်းသားចောင်းလူတွေဟာမွေးဆေးဝါးရဲ့မကောင်းကျိုးဆိုးကျိုးတွေကိုကျမတို့ပြောရတဲ့သူတို့တွေဟာဒီပညာခေတ်ကြီးမှာသူတို့တွေကအများကြီးပိုသိပါတယ်။ကျမတို့ပြောချင်တာကတော့ဒီနေရာမှာကျမတို့အများဆုံးဆောင်းပေးပြီးပြောပြတာကတော့ဘယ်လိုရှောင်ချရမလဲ။မကောင်းကျိုးတွေကိုသိလို့ရှိရင်ကောင်းကျိုးတွေအတွက်ဘာတွေလုပ်တင်လဲသူတို့ရဲ့ပတ်ဝန်းကျင်တွေကောင်းအောင်သူတို့ကိုယ်မိမိကိုယ်ကိုပေါ့တကယ်တော့မွေးဆေးဝါးကိုရှောင်ရှားဖို့အတွက်ကလည်းကိုယ်ပိုင်မှာပဲမိမိကိုယ်ကိုမှာပဲတောင်းမှရှိပါတယ်သူတို့ကိုပို့ပြီးတော့ မိမိကိုယ်ကိုကောင်းအောင်တိဆောက်ဖို့အတွက်ကိုကျမတို့ဆောင်းပေးပြီးပြောပြပါတယ်။ဘာကြောင့်လဲဆိုတော့မွေးစေးဝါးရဲ့မကောင်းကြောင်းတွေဟာကျမတို့မပြောလဲသူတို့တွေဟာကောင်းကောင်းမွန်မွန်သိပြီးသားတွေပဲအဲဟိုမြင်ပြီးသားတွေပဲဖြစ်ပါတယ်ရှင်။အဲကျမတို့ရဲ့လေးလာကြောက်ကတော့အเจ้าသားတွေဟာကျမတို့ပြောတာထက်တောင်သူတို့တွေဟာပိုသိနေရတယ်လက်ရှိပါတယ်ရှင်။ဆောင်းဟာအင်မတန်ရေးကြီးတဲ့မိခေါ်မှာပဲ။အဲကျမတို့တွေအရင်တုန်းကတော့မွေးစေးဝါးနဲ့ပတ်သက်ပြီးတော့အเจ้าသားလူငယ်တွေအပြင်မှာမိဘတွေကိုလည်းကျမတို့တွေအဲအသိပညာပေးဆွေးနွေးတဲ့အစီအစဉ်တွေလုပ်ခဲ့ပါတယ်။ဘာကြောင့်လဲဆိုတော့တချို့မိဘတွေဟာသားသမီးပြောတဲ့စကားကိုပဲယုံပြီးတော့အခြားရာတွေကိုမယုံဘူး။ဒါကြောင့်မို့လို့မိဘ တွေကိုကျမတို့ကသားသမီးတွေဟာဘလို့အပြုတ်အမှုတွေပြောင်းလဲလာလို့ရှိလို့ချင်းကိုသားသမီးရဲ့ဘလို့အပြုတ်မှုတွေဟာမွေးစေဝါသုံးဆွဲနေတဲ့အပြုတ်မှုတွေပါဆိုပြီးတော့ကျမတို့ကမိဘတွေကိုအရင်တော့ရှင်းပြတဲ့အစီအစဉ်လေးရှိပါတယ်။အဒီနေရာနေပြီးတော့ကျမတို့ကတော့ဟိုတခုပြောလို့ပြောချင်ပါတယ်။အဲ့ဒါဟာလဲဆိုရင်မိဘတွေအနေနဲ့လဲမွေးစေဝါရဲ့အန်ဒီရီတွေမွေးစေဝါရဲ့အာနိသင်တွေရဲ့အဆိုးချိုးတွေကိုပြီးတော့မိမိရဲ့သားသမီးတွေဟာဘလို့အမှုရာတွေပြောင်းလဲလာရင်ဘာစေးသုံးနေလဲသိအောင်လို့မိဘတွေကိုယ်တိုင်ကလဲမွေးစေဝါရဲ့ အကြောင်းတွေကိုလေ့လာတဲ့လေကျွန်မထင်နေရတယ်အကြံပြုပြရစီ